င်္ဂလာပါရှင်ခတိတက်လီဗေးရှင်းသတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးရခိုင်ပကူအဆက်ရခိုင်မကွေးအဆက်နဲ့ရခိုင်အေယာဝတီအဆက်တိုက်ပွဲများမှာစစ်တပ်ဘက်မှလမ်းဖြူထောင်သူဖမ်းဆီးရမိသူနဲ့ထွက်ပြေးလာသူတပ်ဖွဲ့ဝင်82ဦးကျော်ကိုအေအေကဖမ်းဆီးရရှိစစ်တပ်ဘက်များမှပေါ်သားဆွဲဖမ်းဆီးခံရသည့်အသက်၁၈နှစ်မပြည့်သေးသည့်အထက်တန်းကျောင်းသားများပါဝင်စွာသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ် ရခိုင်ဘကူအဆန်ရခိုင်မကွေအဆန်နဲ့ရခိုင်အေယာဝတီအဆက်တိုက်ပွဲများမှာစစ်တပ်ဘက်မှအလံပြူထောင်အလင်းဝင်သူဖန်စီယာမိသူနဲ့ထွက်ပြေးလာသူတပ်ဖွဲ့ဝင်80တဦးကိုအေအေကဖန်စီယာရှိထားကြောင်းအေအေကဂျမန်နီညာပိုင်းသတင်းမှထုတ်ပြန်ပါတယ်ရခိုင်ဘကွေအဆန်ရခိုင်မကွေအဆန်နဲ့ရခိုင်အီယာဝတီအဆက်တို့မှစစ်ကောင်မစင်းထိုးစစ်များကိုအာရခတက်တော်ကခုခံစစ်များနဲ့အတူတံမြန်ထိုးစစ်များဖြင့်အကောင်းဆုံးတုံ့ပြန်လျက်ရှိကြောင်း စက်ကောင်မစင်၏မတရားတက်ဖြင့်အတင်အဓမ္မစစ်မှုထမ်းဆိုးစားခြင်းခံရသည့်တပ်ဖွဲ့ဝင်အသည်များသည့်လည်းတိုက်ခိုက်လူစေမရှိဘဲတိုက်ပွဲဖြစ်ပွားရာနေရာများမှာအခွင့်ရရရင်ရသလိုနေစဉ်နှင့်အမျှထွက်ပြေးလျက်ရှိကြောင်းဒါအပြင်စစ်တပ်ဘက်မှစစ်သားများမှာအလံဖြူထောင်လက်နက်ချကအလင်းဝင်ရောက်လျက်ရှိကြောင်းထိုအပ်သူအချို့သောစစ်တပ်ဘက်မှတပ်ဖွဲ့ဝင်များကိုတိုက်ပွဲအတွင်လက်နက်ဖြင့်ဒုမဟုတ်လက်နက်မဲ့လက်ရဖမ်းဆီးရမိခဲ့ကြောင်းအေအေကဆိုပါတယ် ယခုနှစ်နိုဝင်ဘာလ10ရက်နေ့မှနိုဝင်ဘာလ10ရက်နေ့အထိပဲခူးတိုင်းပဓာမြို့နယ်ကပ္ပစာ16အနီးတိုက်ပွဲများအတွင်မှစစ်တပ်ဗမာအလံဖြူထောင်းတပ်ပြေလက်ရဖန်စီရမိသူစုစုပေါင်း16ဦးအထိရှိခဲ့ကြောင်းဒါအပြင်အခြားသောစစ်မြေပြင်တစ်ခုဖြစ်သည့်ပဲခူးတိုင်းပဓာမြို့နယ်ညောင်ချိုးကျေးရွာအနီးလေးလာတောင်ပဝင်းချင်းအနီးတိုက်ပွဲများမှစစ်တပ်ဗမာအလံဖြူထောင်းတပ်ပြေ လက်ရဖန်စီရမိသူစုစုပေါင်း၁၀ဦးရှိကြောင်းသိရပါတယ်။နိုဝင်ဘာလ၁၀ရက်နေ့မှာလေပဲခူးတိုင်းပထောင်မြို့နယ်ကမဆဆ၆အနီးရင်ဆိုင်တိုက်ပွဲများအတွင်စစ်တပ်ခမာရ၃၆၃တန်းရင်မှစစ်သား၄ဦးကိုလည်းဖန်စီရမိခဲ့ကြောင်းနိုဝင်ဘာလ၁၀ရက်နေ့နေ့ရက်ကံပြူအားကုန်စင်စစ်ကောင်မစင်တပ်ဤအမှတ်၉စစ်မြေပြင်စစ်တပ်ရင်ခိုလန်ခြေဆိုင်တပ်မှတက်ကြမျိုးမင်းထွန်းကအာရခတပ်တော်ထံအလင်းဝင်ရောက်လာခဲ့ကြောင်းသိရပါတယ်။ အလားတူအောက်တိုဘာလ3ရက်နေ့မှနိုဝင်ဘာလ9ရက်နေ့အတွင်းအေယာဝတီတိုင်းတာပေါင်းမျိုးနဲ့တာပေါင်းကလေးကျေးရွာအနီးနဲ့လေးမျက်နာမျိုးနဲ့ဆက်ဆက်ယုံချင်းလေကျေးရွာအနီးဖြစ်ပွားခဲ့သည့်တိုက်ပွဲများအတွင်းစစ်တပ်ဘက်မှထွက်ပြေးလာပြီးနောက်အေအေထံမှဖမ်းဆီးခံရသူစစ်သား20ကျော်နဲ့လက်နက်ချအလင်းဝင်ရသူ20ကျော်အထိရှိခဲ့ကြောင်းသိရပါသည်အဆိုပါစစ်သားများမှာခမာယ၄ခမာယ၅ခမာယ၆ခမာယ၃၀ခမာယ၃၅ ခလာယာ80အစရှိသည့်တမ66လောက်ခန့်တယင်းများနှင့်အနောက်တောင်တန်းစစ်ဌာနချုပ်ပသိမ်လောက်ခန့်တယင်းများဖြစ်ကြသည့်ခလာယာ63အိမ်မိန်ခလာယာ2ခုသည့်ပသိမ်အစရှိသည့်တယင်းများမှထွက်ပြေးလာကြသည့်သူများနှင့်လက်နက်ချာအလင်းဝင်ရောက်လာကြသူများဖြစ်ကြောင်းအဆိုပါအလင်းဝင်ရောက်လာသူများနှင့်ဖမ်းဆီးရမိသည့်စစ်သားများအားလုံးဤပါမှယခုနှစ်အတွင်းအနှစ်အထက်မှစစ်မှုထံပေါ်သာဆွဲချင်းခံရသည့်စစ်တင်နန်းစင်များဖြစ်ကြောင်း အချို့မှာအသက်ဆက်ဆင်းနေမပြေးသေးသူများအထက်နဲ့တက်နေကြသည့်ကျောင်းသားများဖြစ်ကြောင်းသိရပါတယ်ရှင် ဆက်လက်ပြီးဆန္နာတိမ်မှုကိုစန့်ကျင်ဆန္နာပြခဲ့ကြသည့်ပြည်သူဦးအင်ဒရာကျော်စင်အပါဝင်တရုတ်စာများကိုစစ်တဲဤအတုအယောင်ရွေးကောက်ပွဲထောက်ခံသည့်လှုပ်ရှားမှုများမှာပါဝင်ခိုင်းမြန်စွာတင်ကိုတင်ဆက်ပေးမှာဖြစ်ပါသည်။အကြမ်းမတ်စစ်တဲဤဆန္နာတိမ်မှုကိုစန့်ကျင်ဆန္နာပြခဲ့ကြသည့်ပြည်သူဦးအင်ဒရာကျော်စင်အပါဝင်တရုတ်စာများကိုစစ်တဲဤအတုအယောင်ရွေးကောက်ပွဲအတွက်မဲပေးရင်းနှင့်ထောက်ခံပါဝင်ရေးလှုပ်ရှားမှုများမှာပါဝင်ခိုင်းမြန်ပါသည်။ နိုဝင်ဘာလ9ရက်နေ့မှာစတင်ပြီးရန်ကုန်မြို့မှာစစ်တပ်ကတရုတ်ဆောင်များအမှုပညာရှင်များကိုအနှင်းအကျပ်ဖိအားပေး၍ရွေးကောက်ပွဲထောက်ခံမဲပေးလှူဆောင်မှုများမှာရိုက်ကူးခိုင်းနေခြင်းဖြစ်ပြီးရင်းလှူဆောင်မှုများမှာဆရာနာသိမ်းမှုကိုစတင်ဆန္ဒပြခဲ့ကြသည့်ပြည်သူဦးပိုင်တကွန်အင်ဒရာကျော်စင်အပါအဝင်မင်းနာမင်းသမီးများကိုစစ်တပ်ကပါဝင်တရုတ်ဆောင်ခိုင်းထားကြောင်းသိရပါသည် တတရီအနှုတ်ရောင်ရွေးကောက်ပွဲထောက်ခံသည့်လှုပ်ရှားမှုများမှာအကယ်ဒမီပြည်သူဦးအကယ်ဒမီဆိုင်ဆိုင်ခန့်လိုင်းအကယ်ဒမီထွန်းထွန်းအကယ်ဒမီရွှေသူညီနန္ဒဟိန်းဝေယံပိုင်တကွန်အောင်ရဲလင်းအလင်းရောင်တိုင်ရွန်လွမ်းပိုင်ကျော်ထက်အောင်ထူအောင်အကယ်ဒမီထွေးအင်္ဒရာဘူအကယ်ဒမီခိုင်နှင်းချင်းအကယ်ဒမီအင်္ဒရာကျော်စင်အကယ်ဒမီစုပြေတစင်အကယ်ဒမီဖွေးဖွင့်အကယ်ဒမီဝင်းမွန်ဆွေရင်အကယ်ဒမီချောရတနာအကယ်ဒမီအင်းမြတ်သူ အကယ်ဒမီရွှေမုံရရင်အကယ်ဒမီခင်ဝင်းဝမိုးဟေကိုရုံဝတီလွင်မိုးပိုးမမီတာစရနာဘုံတင်စာဝင်းကျောင်းဖူစုံနော်ဖောအေထာစောင်းဝီမီမီပချင်းတဲဆုငိမ့်မီမီကိုကိုနဲ့ရွှေသမီးတို့ကိုပအဝင်ရိုက်ကူးစေခြင်းဖြစ်ပါတယ်အတုံးလိုက်အတုံးလိုက်သူတို့ရိုက်ကူးရေးတွေလုပ်ခိုင်းနေတာ policy ဇလန်းတွေလည်းအခုတောက်ဆောက်ရိုက်ခိုင်းနေတယ်လူမင်းတို့ကဒါတာဖြစ်ပါဝင်ပြီးလှုပ်ပေးနေရတယ်အဲ့ဒီဇလန်းတွေလည်းမကြမီလွင့်မယ်လို့သိရတယ်ဟုအမှုပညာရှင်အတန်းဝိုင်းကပြောပါတယ် အတူပါလာ30ရက်နေ့အကြမ်းစစ်တပ်လက်အောက်ခံပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှညွှန်ကြားအေးကြွေကရန်ကုန်မြို့ရှင်ရုပ်ရှင်လုပ်ငန်းရှင်မှရုပ်ရှင်အတိုင်းအဝိုင်းကိုခေါ်ယူသွင်းဆိုပြီးလာမည့်ရွေးကောက်ပွဲအတွက်စစ်တပ်ကပြုလုပ်မည်ဝါဒဖြန့်အလေအညာစီရင်ရေးများမှပါဝင်လျောက်ဆောင်ရမည်ဖြစ်ကြောင်းလွန်ငင်းဖြင့်ပြည်လဲလွမြောက်လာသည့်အမှုပညာရှင်တရုတ်ဆောင်များပါမကြံပါဝင်ရမည်ဖြစ်ကြောင်းအကယ်၍ညှဉ်းဆဲလျင် အထက်အမိတ်အရာအရေးယူမည်ဟုဖိအားပေးပြောဆိုခဲ့ပြီးနောက်ရင်းကဲ့သို့စစ်တပ်၏ဝါဒပြန်လုံဆမှုများမှာပါဝင်လာရခြင်းဖြစ်ကြောင်းသိရှိရပါသည်စစ်တပ်ကထုံလွှင့်ပြသခဲ့သည့်ခေတ္တမိုင်းကိုတုံးဆိုင်မည်သူများရွေးကောက်ပွဲဆိုင်ရာအလိန်ညာဝါဒဖြန့်စလန်းကိုလူမှုကွန်ရက်မှတက်စင်ဝေဖန်သည်ဟုဆိုကဒါရိုက်တာမိုက်ဒီခေါ်တန်ထွန်းဆောင်ဆပ်ပေါ်တရုတ်ဆောင်ကျော်ဝင်းထွတ်ကျော်မင်းထွန်းနှင့်ဟာတာတရုတ်ဆောင်အုံတိုင်းခေါ်ဆောင်မြင့်ဒါရိုက်တာအေချမ်းလူ ရုပ်ရှင်ထိုင်သားတက်လွင်ခေါ်စမှုထွန်းတက်လွင်တို့ကိုစစ်တပ်ကဖမ်းဆီးထားပြီးရွေးကောက်ပွဲနောက်ဆက်သူများဥပဒေဖြင့်အမှုဖွင့်ထားပါတယ်ရှင်။ဆက်လက်ပြီး AACOC ချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရှိနေသည့်နေရာကိုပုံကျဲပြီးတပ်ဖွဲ့မှန်တယ်များအပြည့်ချအမည်ဖြုတ်ရမည်ဟုစံဖို့ပါတဲ့အင်းနေပြည်တော်နယ်မြေဥက္ကရာအမတ်လောင်းဘူးလက်လဆွေကြီးကျော်စွာတရင်ကိုတင်ဆက်ပေးမှဖြစ်ပါတယ်။ အရခတ်တက်တော် AAE စီဦးစီချောပေါ်ကျော်ထွန်မြန်နိုင်စီနေတီနေရကိုပုံကျဲပြီးတပုံမှန်နဲ့များအပြတ်ချအမြင့်ဖြုတ်ရမည်ဖြစ်ကြောင်းစံဖော့ပါတင်အင်းနေပြည်တော်နေမြေဥက္ကဋ္ဌအမတ်လာဘူးလက်လာဆွေကကြေကျော်ပြောဆိုလိုက်ပါတယ်။ နိုဝင်ဘာလ10ရက်နေ့၎င်း၏လူမှုကွန်ရက်စာမျက်နှာမှတစဉ်ထို့တို့ပြောဆိုလာခြင်းဖြစ်ပြီးလက်ရှိအချိန်မှာငင်းချင်းရေးစွနေရမည့်အခြေမဟုတ်တော့ပေအပြတ်ချရမည်ဖြစ်ကြောင်းတပုံမှန်နဲ့များအမြင့်ဖြုံရတော့မည်ဖြစ်ကြောင်းငင်းချင်းရေးစကားပြောဆိုခဲ့သည်မှာများနေပြီဖြစ်ကြောင်းလှဆွေကထို့တို့ပြောဆိုသွားခြင်းဖြစ်ပါသည်ကျွန်တော်ကဦးလှဆွေဘူးလက်လှဆွေလို့လည်းခေါ်တယ်ကျွန်တော်က KIA မင်းတို့ရွှေလက်နဲ့ခေါ်တော့လာရင်လားမလားလို့စဉ်းရင်ဘူးလက်လွတ်လိုက်ရမလားလို့လွှတ်တော်မှမိခဲ့တဲ့ကောင်ကျွန်တော်ကလိုင်စာကိုပုံကျဲဖို့လေကျွန်တော်တိုက်သွန်းခဲ့တယ် ဒီလိုပဲဘယ်တဘုံမှမဆွေနေဘူးငင်းချင်ရင်ဆွေနေပဲကျွန်တော်မထင်နေကျွန်တော်ဘယ်တော့မှမဆွေနေဘူးစကားပြောတာများနေပြီအပြတ်ချမယ်ကျွန်တော်အမလိုင်းအမလိုင်းနဲ့မပါတဲ့ကျွန်တော်ကအပြော်လိုက်မဟုတ်ဘူးအီယောအီယောနဲ့ငဖဲတို့တို့ရဲ့အထင်မှကျွန်တော်မပါဘူးအပြတ်ချမယ့်အဖွဲထဲမှာပါတဲ့လာမဲ့အေးအေးတဘုံထုံမြတ်နိုင်ပင်နာရှိမလဲရှိတဲ့နေရာပုံကျဲမယ်အပြတ်ချမယ်အမြင့်ဖြုံမယ်ဒါပဲလာမဆွေနေနေဆွေနေမဲ့အထင်မှကျွန်တော်မပါဘူးလို့ပူလဲလာဆွေကပြောဆိုပါတယ် မူလလဆွေကစံပေါ်ပါတင်ဤဘဟုကော်မတီဝင်ဖြစ်ပြီးနေပြည်တော်ကောင်စီနယ်မြေဥက္ကဋ္ဌဖြစ်ကောင်ပေါပတီတီမျိုးနဲ့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်စည်ရင်သွင်းထားသူလည်းဖြစ်ပါတယ်။ဒါအပြင်နေပြည်တော်စေယုံကလည်းရခိုင်ပြည်နယ်ပလောဝါမျိုးနယ်အတွင်းတည်ရှိနေသည့်ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏တည်နေရနှင့်အေအေစေယုံဌာနချုပ်ကုံစုံစမ်းဖော်ထုတ်ရန်အတူပါလာနှောင်းမိုက်အတွင်ပြည်လုံးခန့်သည့်ရခိုင်ဒေသစည်ရင်ဆိုင်ရာအစီအဝေးမှာညွှန်ကြားခဲ့ကြောင်းနေပြည်တော်စစ်ပတ်သတင်းရှင်းပြကပြောကြားပါတယ်။ဆလပင်ဝလံမြို့နယ်လာတော်ရွာကိုစေအောင်စုက နှစ်ဖက်ညံ့မီရှိုဖြက်စင်းလို့နေအိမ်ရှိစက်ခန်းမီလောင်စကန်းရွှေဘွလမ်းမကိုစုံမထင်ချုပ်ချင်တာကြောင့်ဒေသခံတွေကိုဖန်ဆီးသက်ဖြက်တာတွေပို့သွလုံနေစွာသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။စကန်းတိုင်းဝလက်နေတဲ့ရွာစင်ပတ်မွေးစစ်ကြောင်းထုံနေတဲ့ဆေအဆုကနိုဝင်ဘာလ17ရက်နေ့မနက်ပိုင်းကစပြီးလှတော်ရွာကိုဆေအဆုတက်ကဝင်ရောက်ပြီးနောက်မီရှိုဖြက်စင်းနေတာကြောင့်နေအိမ်ရှိစက်ခန်းမီလောင်ပြန်ချသွားတယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။ နိုဝင်ဘာလ17ရက်နေ့မနက်7:00နာရီကျော်မှစိုင်းတိုင်းခွေးကနေအင်အားတရာခံမှစေအောင်စုတန်နဲ့ဘုံဘကနေရောက်ရှိနေတဲ့စေအောင်စုနဲ့ပြူစောတိစစ်ကြောင်းတွေပေါင်းပြီးဝက်လက်မြွနဲ့အနောက်ဆန်းကလှတော်ရွာကိုစီနင်းပြီးနောက်နှစ်ဖွဲခွဲကနေအိမ်တွေကိုမိဆွတ်ဖြက်စီနေတာဖြစ်ပါတယ်မနေ့ကညနေပိုင်းအထိမီးလောင်နေစေဖြစ်ပါတယ်ခမန်းအင်ဂျီ80လောက်ပါပါတယ်လို့သိရပါတယ်ဟုဝက်လက် information နဲ့နှဝမ်းမှတာဝန်ရှိသူကပြောကြားပါတယ် ပြီးခဲ့တဲ့နိုဝင်ဘာလ9ရက်ကလည်းဝက်လက်နယ်အနောက်ချမ်းရွာသားကြီးရွာမှာအထိုင်ချတက်ဆွဲနေတဲ့ဆေအိုဆူနေပြူစော်ထီတွေဟာထုံးမော်ရွာကိုဝင်ရောက်ပြီးနောက်ဒုတိယအကြိမ်မီရှိုဖျက်ဆီးခဲ့ပါတယ်။ နိုဝင်ဘာလ3ရက်ကနေ17ရက်အထိဝက်လက်မြို့နယ်ကရူမူကြီးထုံးဘုံရွာတော်ကုန်းတမကုန်းတရတ်ဦးမြင်တော်ရွာနေလှတော်တွေကိုစေအိုစုကစင်းနေဝင်ဝင်ဖောက်ထွင်းလူရက်ပြီးနောက်ကျေးရွာရှိရွာထမင်းဲကိုမိဆုဖြက်စီခဲ့တာလို့ဆိုပါတယ်ဝက်လက်နဲ့အနောက်ချမ်းစကန်းရွှေဘူကားလန်းပေါ်ကအချက်အချာကြားတဲ့နေရာဖြစ်တဲ့ရွာသားချင်းရွာထဲမှာစကန်းမြို့ချင်းဆိုင်ချင်းမြန်တမဌာနချုပ်တမတုံတုံကအင်အားရာနဲ့ချီတက်ဆွဲနေထိုင်ကအနည်းပဝင်ချင်းရွာတွေကိုစစ်ကြောထိုးစင်းနေမိဆုတာတွင်လှုပ်ဆောင်နေတာဖြစ်ပါတယ် ။မေကန်တီအော်တိုမှာလာကလည်းရွာသားချင်းအနေတိုက်ပွဲဖြစ်ပွားပြီးနောက်ဆေအော်ဆိုကလေချောင်းကနေလက်နက်အင်အားဖြစ်သိမ်းပြီးနောက်ရွာစင်လက်လေစစ်ကြောင်းထိုးစင်းနေလူရဲ့မိရှိုးသားတွေပို့ကျွလွန်နေတာလို့ဒေသခံတွေကပြောပါတယ်။တချိန်တည်းမှာပဲဆိုဆိုကခြေရွာတွေကိုစီးနေတာအပြင်ထေသခံပြည်သူတွေကိုဖမ်းဆီးကာခိုးရပါပစ္စည်းတွေကိုတည်ခိုင်းတာတစ္ဆကံအနေနဲ့လူသားတိုင်းကအဖြစ်အသုံးချတာတွေလည်းကျွလွန်နေပြီးနိုဝင်ဘာလ3ရက်ကဖမ်းမိခဲ့တဲ့မောက်ကလေးရွာဒေသခံ40ကျော်ကိုလည်းလက်ရှိအချိန်ထိပြန်မလွတ်သေးဘူးလို့ဆိုကြပါတယ်။ စကိုင်းငလျင်လှုပ်ခဲ့ပြီးတလားမပြေသေးခင် AB လကစားလို့ဆောဆူကဝလက်နေတဲ့ရွာစဲပတ်မွေစကြောင်းထိုးကလူတက်လူရဲ့မိဆွေနေတာဖြစ်ပြီးလက်ရှိမှာတော့ရွေးကောက်ပွဲကျင်းပနိုင်မှုနည်းမြရှင်းလင်းတဲ့အနေနဲ့စစ်စင်မြေကစစ်ကြောင်းထိုးမိဆွေနေသလုံးစကိုင်းရွှေဘိုလက်မိုင်းကိုအပြည့်အဝထင်ချုံနိုင်မှုစူးစမ်းနေတာလို့ဒေသကန်တော်လည်းရင်အင်အားစုတွေကပြောပါတယ်ရှင်။